ရိုက်တဲ့သမီးကြီးအောင်စလုံးရဖေကိုကျွန်တော်သိတယ်နော်အဲ့ကလေးကြီးရဲ့မိဘရဲ့တာဝန်ယူပြီးဖြည့်ရှင်းပေးပါနော်ဆရာဆရာမတွေဆွဲထည့်နေမင်းတို့ကိုယ်တိုင်လမ်းဘေးဆိုင်ဆန်လို့အဲ့လိုကလေးကြီးကလမ်းဘေးဆိုင်ဆန်ဆန်ဖြစ်လာတာဟဲ့အောင်လေငါနာမည်တင်တုံးနော်ငါ့ကိုမြင်မင်းတို့သိတယ်မင်းတို့ဘာအောင်လဲဆိုတာလည်းမင်းတို့သိတယ်အဲ့တော့ဆရာဆရာမတွေကိုဆွဲမထည့်နဲ့မင်းတို့သမီးတွေလှုပ်တဲ့ပြဿနာမင်းတို့ဖြည့်ရှင်းကြောင်းလဲမှဖြစ်တဲ့ပြဿနာဆရာဆရာမတွေတာဝန်ယူပြီးမှာဗောဗျာ လမ်းမဖြစ်ရပြင်တာလားခင်ဗျာဘယ်သူကတာဝန်ယူပြီသူတို့သူတို့ကိုကျမကဘယ်လိုပြောထားလဲဆိုတော့သူ့ကိုသမီးចောင်းចောင်းပိတ်တဲ့အချိန်မှာလဲသူတို့เนี่ยပြဿနာတက်တယ်ပြဿနာတက်တာကျမသမီးကအပြင်ထွက်သွားလို့သူတို့ကိုမြင်လို့စောင်းလို့ညောင်းလို့ပြဿနာတက်တာမဟုတ်ဘူးเนาะ TikTok ဆော့တာဗျာ TikTok ဆော့တာ TikTok ပေါ်က စောတဲ့တခုကသူတို့တငယ်ချင်းပေါင်းနေတဲ့ပတ်သက်တဲ့ဟာတင်းလို့တဲ့အဲပြဿနာရှာခံရတယ်သိလားအဲ့ဒါကကျမလည်းဖုံးကင်ထားတဲ့အခါမှာကျမကအဲ့ဒါကိုမြင်ပြီးတော့အဲ့ငါသမီးကိုမလိုက်လာစော်ကားနေပါလားဆိုပြီးတော့ကျမကအဲသူတို့ကိုတွတ်တိုင်လာတာရှိတယ်နော်အဲ့ဒါကြောင့်မို့လို့ကျမကကြောင်းပြန်ခွင့်တဲ့အခါမှာသမီးသူတို့နဲ့အတန်းချင်းရှင်းအောင်မထိုင်ဖို့ရန်ရှောင်ခိုင်းတာနော်အရှင်းအောင်မထိုင်ဖို့ဝေးဝေးအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြောက်မြအထက်က6ចောင်းသူများ အုပ်စုဖွဲ့နိုင်ခြင်းနဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကျူးလွန်ခံရတဲ့နေနာသူကြောင်းသူမိတွေနဲ့ဖြစ်စဉ်အပေါ်တုံ့တက်ချက်မျိုးစုံကိုစူးစီးတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားခဲ့ကြပါဦးခင်ဗျာသူတို့သူတို့ကျမကဘယ်လိုပြောထားလဲဆိုတော့သူ့ကိုသမီးចောင်းចောင်းပိတ်တဲ့အချိန်မှာလဲသူတို့နဲ့ပြဿနာတက်တယ်ပြဿနာတက်တာကျမသမီးကအပြင်ထွက်သွားလို့သူတို့ကိုမြင်လို့စောင်းလို့မြောင်းလို့ပြဿနာတက်တာမဟုတ်ဘူးတော့တစ်တော့ဆော်တာဗျာတစ်တော့ဆော်တာတစ်တော့ပေါ်က စော်တဲ့တခုကသူတို့ကိုတငယ်ချင်းပေါင်းနေတဲ့ပတ်သက်တဲ့ဟာတင်းလို့တဲ့အဲပြဿနာရှာခံရတယ်သိလားအဲ့ဒါကကျွန်မလည်းဖုံးကင်ထားတဲ့အခါမှာကျွန်မကအဲ့ဒါကိုမြင်ပြီးတော့အဲ့ငါသမီးကိုဗလိုင်းလာစော်ကားနေပါလားဆိုပြီးတော့ကျွန်မကအဲ့သူတို့ကိုတွတ်တိုင်လာတာရှိတယ်နော်အဲ့ဒါကြောင့်မို့လို့ကျွန်မကကြောင်းပြန်ခွင့်တဲ့အခါမှာသမီးသူတို့နဲ့အတန်းချင်းရှင်းအောင်မထိုင်ဘူး ရန်ရှောင်ခိုင်းတာနော်အရှိန်အောင်မထိုင်ဘူးဝူးဝေးထိုင်ဘူးသူတို့ကိုမျက်နှာပေးပြီးမထိုင်ဘူးသူတို့ရှိတဲ့ဘက်ကိုမလှဲ့ဘူးမတိကြောင်ဆောင်ဘူးသူတို့ဘာပြောပြောမကြားကြောင်ဆောင်ဘူးကျွန်မအမျိုးဆုံးကျွန်မသမီးကိုမှားလိုက်တယ်နော်အဲပြီးတော့တူရှင်တူရှင်ကလည်းတောင်းနေပြန်ဖွင့်တဲ့ခါကျတော့တူရှင်က ာလုပ်လဲဆိုတော့ဆီယာမကတလားလောက်ရချိုးခွင့်တယ်ဒါပေမဲ့သူတို့မတက်ဘူး။နောက်ကျမသမီးကအဲ့နဲ့ကျမသမီးကနှစ်ရက်လောက်တက်လဲတက်ပြီးတော့တစ်ရက်လားနှစ်ရက်လားမသိတက်လဲတက်ပြီးတော့မှတယောက်ရောက်လာတယ်တဲ့ပထမဦးတော့ငငိမ့်ပဲနေတယ်တဲ့။နောက်နှစ်ယောက်ရောက်လာတယ်နှစ်ရက်သုံးယောက်နေတော့နောက်သုံးယောက်ရောက်လာအခု၄-၅ယောက်လည်းပြင်လဲပြင်ပေါ့။ငါပွဲတယ်တဲ့။အားကြောင့်မို့ကျမကသူရှင်မပြောင်းမှုအတွက်ကိုကျမဆုံးဖြတ်ထားတယ်။ပြောလဲပြောထားတယ်။နော်။သူရှင်ကိုလည်းပြောင်းမှုလို့လားဒါတေးသေးလေးကိစ္စမဟုတ်ဘူးနော်။ကျမကတေးသေးလေးကိစ္စကိုကြဲရေးချဲ့တယ်လို့ပြော။ကျမသားသမီးနောက်တစ်ချိန်မှနစ်နာလာတယ်ကျမသမီးက။ဒါကြောင့်မို့ကျမကအဲ့ ဒီလိုမျိုးကန့်ကွက်ရတာပါဘောနော်ပြောရတာပါဘောနော်အဲကိုသားသမီးကိုကိုတက်နိုင်တဲ့လောက်ရှောက်ရှင်မတို့ရှိတဲ့အရက်မှာမတက်ဖို့တော့ဂျမပြောင်းဖို့လုပ်တယ်။ဘာဖြစ်လို့လဲဆိုတော့တူရှင်ဆရာမတော့မဟုတ်ဘူးနော်ဆရာမတယောက်ရှိတယ်။ဒါလည်းဂျမအမှန်တိုင်းပဲပြောတယ်။အဲ့ဆရာမဆိုလို့ရှိရင်ဂျမသမီးလေးကဂျမကိုတင်တယ်ပြောတော့ပြဿနာကြီးဂျမသိရတယ်လေ။သိရတဲ့ခါကျတော့ဆရာမရေးဒီလိုဒီလိုပဲရှိရဲခလေးကိုဒီလိုလိုပဲလုပ်ခဲ့ဘူး။အဲ့ဆရာမကျမသမီးကိုပြောနေတယ်နေရတယ်ဘာဖြစ်လို့လဲကိုတက်ငယ်ချင်းချင်းစကားများတာကိုမိဘကိုဘာလို့ပြန်သွားပြောရတာလဲပေါ့။ ကျွန်မတမျိုးစုတယ်တဲ့အဲ့လိုပုံစံမျိုးနဲ့ပြောရတယ်ပေါ့နော်ကိုဖြစ်တဲ့ပိတ်ဆောင်ကိုပေါ့ကိုသိမ်းမယ်နဲ့ဘာလို့မိဘနဲ့ရှင်းရတာလဲဆိုမိဘကိုမပြောဘဲနဲ့အခုနလိုင်းပေါ်မှာအခုအများမြင်နေရပါပြီနော်အဲ့ဒီဗီဒီယိုလိုမျိုးအဲ့ဒီအခုကျွန်မတည်းတင်ပြမယ်အဲ့ဒီဗီဒီယိုအဲ့ဒီဗီဒီယိုလိုမျိုးကျွန်မတမျိုးတနည်းအောင်ခေါ်ပြီးရိုက်တဲ့အခါကျလို့ရှင်ဒီမိဘဘာမှမသိပဲနဲ့ဘလို့သွားပြည့်ရှင်းမလဲကျွန်မတမျိုးတော့ကျွန်မအကုန်ပြောပြတယ်နော်ဒါကြောင့်မို့ကျွန်မဒီဆရာမနဲ့လည်းကျွန်မစိတ်ချောက်ဒီစကားပြောတဲ့ဆရာမသိလားအဲအမြဲတမ်းလို့လို့သူတို့ ရာမဆရာမနဲ့ဖြစ်နေတဲ့လူကိုတစ်မျိုးဆရာမဆရာမဖြစ်မနေတဲ့လူကိုတစ်မျိုးဖြစ်တဲ့အတွက်ဒီဆရာမလည်းဒီလိုပြောတဲ့အတွက်นี่ล่ะจม่าเนี่ยเสี่ยม่าก็ไปပြီးပြောတယ်จม่าตะมี้มาดีมาเอเดียวได้ရှိတယ်သူ့မှာရင်ဖွင့်ဖို့လဲจม่าပဲတငယ်ချင်းလဲจม่าပဲမိဘလဲจม่าပဲအဲ့တော့ဒီငုံရင်ဖွင့်ရင်จม่าမားတယ်မန်းလဲစောင့်ပြတ်ပေးရမယ်จม่าตะมี้ကိုတော့จม่าအုံပြောခိုင်းတာလဲဘာဖြစ်ပြေးလို့นี่ล่ะဒါကြောင့်မို့လို့จม่าတို့ဘက်ကရန်ရှောင်းတယ်ရှင်တို့ဘက်ကလည်းရှင်တို့သားตะมี้ကိုရှင်စုံမကြတော့အမြောင်းရလာအမအကြောင်းသူချင်းချင်းရန်ဖြစ်တယ်ဆိုတဲ့ကိစ္စလေးကြောက်ရတွေ့ရတဲ့ပုံမှာတော်တော်လုံနေတယ်မှာပါတယ်เนาะအဲ့တင်တဲ့ဒါရော နောက်တစ်ခုရိုက်တဲ့ကလေးမှလည်းတော်တော်ရိုင်းလာမယ်။ကျွန်မရှိပါဖြစ်စီပါကျွန်မတပည့်ဖြစ်ကြည်ပါလား။ကျွန်တော်တပည့်ဆိုအဲ့လိုမျိုးဖြစ်ကုန်မဖြစ်တာ။ဖြစ်ကုန်မဖြစ်အာမခံတယ်။အဲ့လိုမျိုးဖြစ်ရင်လည်းကျွန်တော်တို့ကမရအောင်။နော်။ကိုသားသမီးသာဖြစ်ကြည်ကျွန်မကတခါလေးဥစားဟိုသမီးခေတော်ကတော့ကျွန်မမပြောကျွန်မသားခေတော်ပြောနင်းခံလာကြည့်နင်းလုံမှလို့ပြောတာ။ကျွန်မလက်ထက်ကတော့လွတ်သွားတဲ့အချိန်ပေါ့နော်။အဲ့တော့သူကဟိုပြောမယ်နူးညံ့တဲ့လူကြီးဆိုတာလေအဲ့လိုနိုင်စားတော့လုံးဝလည်းမခံနိုင်ဘူး နော်အဲ့ထိထိရောက်ရောက်အေးယူပေးလို့တော့ကျမတို့ကတော့ဘုဆက်ဖြစ်ချင်တယ်။ចောင်းထုတ်တာမထုတ်တာထက်လေအသက်ပြည့်ရမပြည့်ရဘုဆက်မပြောနဲ့။ကိုထိမ့်ပါရဲ့ကိုတင်ကြားခဲ့တဲ့ကလေးဆိုအမျိုးလုံးဝမရှိခဲ့။နော်အနှစ်20လောက်ပေါ့နော်ထိမ့်ចောင်းလာတဲ့ကလေးတွေ။မြောင်းမြကတောင်းသူတွေကိစ္စကြည့်ပြီးတော့လေအသားတွေဇက်ဇက်တော့တယ်ဟမ်စဉ်းစားကြည့်တယ် ဒီခလေးတွေခလေးတွေเนาะခလေးတွေအရွယ်ဒီခလေးတွေအရွယ်မှာကြီးစားအုပ်စုဖွဲ့ပြီးအနံကျင်းကြဒီအောင်အခုပြန်ကြားတယ်ပြန်ပြီးကြတော့အလုတ်ခံရတဲ့ခလေးကကြောင်းပြောင်းပြီးတော့လုတ်တဲ့လူတွေကကြောင်းဆက်တက်နေတယ်တဲ့။မပြောတော့ငါတို့ကသားသမီးချင်းကိုချင်းစာပါတယ်။ဒါမှခလေးဆိုတာမှတ်လောက်သားအောင်လုတ်ပေးရတယ်။သိလားမလဲ။တဘောကမင်းဒီတားပြီးတော့တစ်နှစ်နားတန်လာတယ် တာသမီးချင်းကိုချင်းစာလို့မဟုတ်ဘူးနော်တာသမီးချင်းကိုချင်းစာလို့ပြောတာဒီအရွယ်လေးကမှဒီလောက်ဖြစ်နေတဲ့ဒီကလေးတွေကိုဒီလိုမှမဆုံးမလို့ရှင်နေမိမတွေခေါင်းကိုနင်းသွားမှာဆရာမတွေခေါင်းကိုနင်းသွားမှာသိလားနော်စဉ်းစားကြည့်လိုက်ဟိုကလေးဘယ်လောက်တော့တလားမကောင်းဘူးကျမိဘတွေရဲ့နေရာစဉ်းစားကြည့်တယ်ဒီကလေးရဲ့မိဘတွေဘလောက်တောင်ရှင်းလာလိုက်မလဲဒီကလေးလေးကိုစဉ်းစားကြည့်ရင်ဘလောက်တောင်ရှင်းလာလိုက်မလဲနော်ဒီစဉ်းစားကြည့်နောက်ပြောတင်တာအဲဗီဒီယိုကိုကြည့်တဲ့အချိန်မှာနင်တို့သိချာကြည့်တယ်မလားဒီကလေးတွေဖြစ်နေတဲ့ဟာကို လာလာကြတယ်လာတဲ့လူတွေလူကြီးတွေရှိကြတယ်လူကြီးတွေဆိုတော့ဒီလိုပါဟိုတောင်ရှိတဲ့လူပြောတာမဟုတ်ဘူးလမ်းတော်လမ်းလာနေရှိကြတယ်ဆိုင်ကန်နဲ့ပြန်လှည့်ပြီးထွက်သွားတယ်ဒီခလေးမလေးတွေကိုသူတို့អော်လို့မရဘူးလားဟဲ့ငါပြောချင်တာသူတို့អော်လို့မရဘူးလားអော်ဒါလူကြီးတယောက်ကလည်းမဟဲ့နေတော့ဘာဖြစ်တာလဲဒီလိုអော်ဒါလုပ်ခြင်းဘာပဲပြောဒီခလေးမလေးဒီလောက်ထိမခံအောင်လူပေါင်းလာတာနော်ငါလူမိပါလေး ငါလိုမိဘဆိုရင်ဒီဒီလိုအနိုင်သူများကိုအနိုင်ကျင့်မှာဟာလဲငါတို့ကလက်မခံဘူးနော်ငါသားသမီးကိုလာပြီးအနိုင်ကျင့်ရင်လဲငြိမ်မခံဘူးဟုတ်လားဒါပေမဲ့ဒီခလေးအုပ်စုဝိုင်းပြီးလုပ်တဲ့ဗီဒီယိုတော့ရိုက်ပြီးတင်ရတဲ့ဆိုတော့နည်းနည်းနော်စကေးမဟုတ်ဘူးနော်စဉ်းစားကြည့်ဒီခလေးတွေကိုကြည့်လိုက်နည်းနည်းနော်စကေးမဟုတ်ဘူးအဲ့တော့မပြောချင်ဘူးဒါပေမဲ့အဲ့ဒီမြောင်းမြမာနေတဲ့တာဝန်ရှိသူတွေက ြောချင်ပါတယ်ဆရာမကြီးကိုလည်းပြောချင်ပါတယ်ပညာရေးမှုကိုလည်းပြောချင်ပါတယ်ဟုတ်လားကျွန်မတောင်းပန်ပါတယ်ဒါဒီလိုကိစ္စမျိုးဆိုတာဒီထိတိရောက်ကလုတ်ပေးရတယ်အဲ့တော့မှနောက်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 ကလေးတွေကနောက်မလုတ်ပါဟုတ်လားမဟိုကြောက်တက်တဲ့ကလေးလုတ်ဟိုငြိမ်နေတဲ့ကလေးအေးတဲ့ကလေးဆိုလို့ရှိရင်လေအဲ့လိုအနိုင်ယူတတ်တဲ့ဒီလိုအုပ်စုကလေးအုပ်စုကတတ်တတ်ကိုရှိတာသိလားမလားမှတ်လောက်သားလောက်လုတ်ပေးရမှာမှတ်လောက်သားလောက်လုတ်ပေးရမှာအခုကတော့ကလေးကတကယ်ခံရတဲ့ကလေးကကြောင်ပြောင်းပြီးတော့ လောက်တဲ့ခလေးကကြောင်းတက်နေရဆိုတော့အရက်ကတို့ကြီးကြာကြကြားလို့မှကောင်းလေရလားစဉ်းစားတာကြည့်ကြအောင်နော်ကြည့်စဉ်းစားတာကြည့်ကြအောင်နော်အဲ့ခလေးမိပါလေလဲဆုံးမပါကိုသားသမီးတွေဆုံးမမရိုင်းနေတာကိုဆုံးမတိလားမပြောချင်ဘူးနော်ဒီကောင်လည်းကျွန်တော်ပြန်ပြောချင်ပါတယ်ကျွန်တော်ကလည်းမဟုတ်မခံကောင်းဆိုတော့နည်းနည်းတော့ဟိုခင်ဗျားမြေလုံးလေးမှာမြေလုံးစပုံးစူးရင်လည်းစူးရင်အဲ့ဒီတော့ခွင့်လို့ပြပါဗျာတောင်းရမှာလား အခုမြောင်းမြအကြောင်းစုလေးတွေကိစ္စကျွန်တော်လည်းပြောခြင်းတယ်ပြီးခဲ့တဲ့နှစ်ကဖြစ်တဲ့ပြဿနာဒီနှစ်မှလာပေါ်လာဆိုတော့ကောမန်နေတယ်မှာကျွန်တော်လိုက်ဖက်တယ်ကြာတော်တော်များများဘာပြောရလဲဒီအကြောင်းဆရာမတွေအတမ်းမဆရာမတွေဆရာဆရာမတွေတာဝန်မယူလားတာဝန်မယူလားပြောခင်ဗျားတို့ကျွန်တော်ပြောပြပါဦးမယ်အဲ့အကြောင်းဆရာဆရာ အထက်က6မြောင်းမြဖြစ်စဉ်မှာယခင်နှစ်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးကျူးလွန်ခဲ့သည့်ចောင်းသူ2ဦးနှင့်ဗီဒီယိုရိုက်ကူးပေးသူចောင်းသားအားမိဘများထံအနှံ့ထားကာဆိုရှယ်မီဒီယာပေါ်တွင်ပြန့်နှံ့ခဲ့မှုအားဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့နှင့်စစ်ဆေးနေအထက်က6မြောင်းမြဖြစ်စဉ်ဟာအရင်နှစ်ကဖြစ်ပွားခဲ့တာဖြစ်ပြီးကျူးလွန်ခဲ့တဲ့ចောင်းသူ2ဦးနှင့်ဗီဒီယိုရိုက်ကူးပေးသူចောင်းသား2ဦးကိုမိဘတွေထံအရင်နှစ်ကတည်းကအနှံ့ထားကာဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့ခဲ့တဲ့ဖြစ်စဉ်ကိုဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့နှင့်စစ်ဆေးနေကြောင်း ညာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အမှားကြီးအဲ့ကလေးတွေငွေးထားတာမဟုတ်ဘူး။နော်ဆဒီကလေးတွေငွေးထားတယ်မိပါရည်သားကြီးအကြီးကဖြစ်တယ်နော်။ဆရာလေးတယောက်တင်ထားတယ်ဒီဆရာလေးကကျွန်တော်နဲ့ကျွန်တော်နဲ့အပြင်မှာရင်းနေတယ်။ဘာပြောလဲဆိုတော့ကျွန်တော်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေပြောနေကြတဲ့အခါတိုင်းပဲလက်ဦးဆရာမိချိုက်စွာမာတာပိတာမိနေပါမှန်တယ်။မှန်တယ်။ကျောင်းထဲမှာဖြစ်တဲ့ပြဿနာတော့ဆရာဆရာမကြီးတာဝန်ယူပြီးမှာဟောဗျ။ လမ်းမဖြစ်ရပြင်တာလားခင်ဗျာဘသူကတာဝန်ယူပြပါလဲဇရိုက်ဆိုတာဗီဇဆိုတာအရေးကုန်ခွာရမမပြောက်တဲ့ပြဿနာမျိုးခင်ဗျားတို့ကအခုအဆရာဆရာမတာဝန်ခိုင်းတယ်ဆရာဆရာမဆရာဆရာမတွေမှာဘာတာဝန်မှမရှိဘူးအဲ့ဆောက်ဘာမှမဟုတ်တဲ့ online ကိစ္စရင်စပြက်တာဖြစ်တယ်ဆိုတော့ပိုင်းခိုင်းတယ်ကျွန်တော်အမြင်ကိုပြောပြမယ်ပိုင်းခိုင်းတဲ့ခလေးမလေးကသူ့ရဲ့အတင်းကိုပြောလို့ဆိုပြီးတော့သူ့ရဲ့ social media ပေါ်တင်လိုက်တယ် အကျော်တိရလာတော့တက်တော့ပေါ့တက်တော့ကောင်းမှတင်လိုက်တယ်ဟိုအောက်ဆုံးကိုရောက်သွားတယ်အဲ့ဒါကိုပြန်တောင်းမှခိုင်းတယ်ပါးရတဲ့ကောင်မလေးကပါးရတဲ့ကောင်မလေးနေအဲ့ဒီ boss တွေနေငါ့ကိုပြန်တောင်းမှဆိုတော့ခိုးအောက်ဆုံးကိုရောက်သွားပြီတဲ့ငါနေ့ကိုလို့ပြန်တောင်းမှပေးရမလဲ screen blue shop screen shop လို့ရိုက်ပေးရမလဲပေါ့အဲဘာစီရိုက်ခံရတဲ့လူတို့ကတော့နင့်လာတယ်အဲ့ဒီတွေ့ရိုက်တဲ့လူရဲ့သမီးရိုက်တဲ့သမီးလေးတွေရဲ့အဖေတွေကလည်းနော် ရိုက်တဲ့သမီးကြီးအောင်စလုံးရဲ့အဖေကိုကျွန်တော်သိတယ်နော်မြောင်းမြမှာကျွန်တော်ရဲ့မိသားစုဆွေမျိုးမခင်တွေအများကြီးရှိတယ်အဲကျွန်တော်စုံစမ်းပြရဘူးလဲဆိုတာကျွန်တော်သိတယ်အဲ့တော့အဲ့ကလေးကြီးရဲ့မိဘရဲ့တာဝန်ယူပြီးဖြည့်ရှင်းပေးပါနော်ဆရာဆရာမတွေဆွေးမထိုင်နဲ့မင်းတို့ကိုယ်ကလမ်းပင်းစရိုက်ဆန်လို့အဲ့လိုကလေးတွေကလမ်းပင်းစရိုက်ဆန်ဆန်ဖြစ်လာတာဟဲ့အောင်လေးငါ့နာမည်တင်ဆုံးဦးနော်ငါ့ကိုမြင်မင်းတို့သိတယ်မင်းတို့ဘာကောင်လဲဆိုတာလည်းမင်းတို့သိတယ်အဲ့တော့ ဆရာဆရာမတွေကိုဆွဲမထိုင်နဲ့မင်းတို့သမီးတွေလှုပ်တဲ့ပြဿနာမင်းတို့ဖြေရှင်းမရှင်းငါမြောင်းတော့ဆင်းလာခဲ့မယ်ငါအဲ့လိုပြောခြင်းနဲ့ရိုက်ခတဲ့ကလေးသမားတွေကအရင်နင်းလာတယ်နော်အဓိကဆိုရှယ်မီဒီယာကိစ္စပဲတော့တော့မင်းတို့ရှင်းမင်းတို့ရှင်း ဟုတ်ပြီလားဒီပိုင်းចောင်းလေးရွယ်ကလေးလေးတွေပေါ့နော်ဟိုကမြင်မြင်နေရတယ်အုပ်စုဖွဲ့ပြီးတော့ဒီရံဖြစ်ကြတာပေါ့နော်ရံဖြစ်တယ်အုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်တာမျိုးလေးတွေဖြစ်တယ်ပေါ့နော်တစ်ဖက်ကတယောက်တည်းအဲသူတို့ကအုပ်စုဖွဲ့ပြီးတော့ပေါ့နော်ဝိုင်းပြီးတော့အနိုင်ကျင့်တယ်ဝိုင်းပြီးထိုးလာကြိတ်လာပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်ဖြစ်တဲ့ပုံမှာဒါယောက်ျားလေးဗီဒီယိုလေးတွေ့တယ်လို့ main ကလေးဗီဒီယိုလေးလည်းတွေ့တယ်ပေါ့နော်အခုလက်တက်လောမှာတော့များများမှာဖြစ်သွားတယ်မင်းကလေးဗီဒီယိုကတော့တအားကိုလူတိများပြီးတော့လူကြည့်များနေတယ်ပေါ့နော် အဲ့ဒီအပေါ်မှာပေါ့နော်လက်ထုတ်တွေကဒါပြောကြတယ်ပေါ့နော်ဒါအဲကြောင်းကဆရာဆမတွေရဲ့တုံတင်ဆုံးမမှုရဲ့နဲ့လို့ရောချလို့ပေါ့နော်ဆရာဆရာမတွေနဲ့ဆိုင်နေအဲ့လိုမျိုးတွေပြောကြတယ်အဲ့ညမှာဝန်မကလေးဝန်ကအတွေ့ပြောတာနော်ဒါသူများအတွေ့နဲ့တူတင်လဲတူမယ်မတူတင်လဲမတူနိုင်ဘူးပေါ့နော်ဒါကတော့သူတွေ့နဲ့သူကိုတွေ့နဲ့သူကိုပဲဒီလိုမျိုးဖြစ်တဲ့အပေါ်မှာပေါ့နော်ဒါကြောင်းကဆရာဆရာမအိမ်နေပဲဒါရန်တုံးပြည်ဆိုင်နေလုံးဝကတော့မမြင်ဘူးဘာလို့မမြင်တာလဲဆိုတော့မိဘရဲ့နေဆိုင်နေလုံးဝအမြင်နေဘာလို့လဲဆိုတော့ ဒီသားသမီးတွေရဲ့အသွင်သင်ဆုံးမမှုသားသမီးတွေရဲ့ကောင်းခြင်းဆိုခြင်းပါမိဘတွေနဲ့ဆိုဆိုင်နေတချို့မိဘတွေကြတော့အာငါသားသမီးတွေအကြောင်းသွားနေတာပဲအကြောင်းပြန်နေတာပဲအကြောင်းမှာသူတို့ဆရာမတွေတုံလဲတုံတင်လိုက်မယ်သူတို့ဆရာမတွေဆုံးမလိုက်မယ်ငါတို့ဆုံးမကြရမလို့ငါတို့လည်းမအားဘူးငါတို့လည်းသူတို့ပြောဖို့အတွက်အချိန်မအားဘူးဆိုတချို့မိဘတွေရှိရမနက်ပိုင်းမနက်စောပိုင်းထားပြီးလုပ်သွားတယ်ညပိုင်းမိုးချုံမှပြန်ရောက်တယ်ခလေးတွေဘလို့ဖြစ်နေလဲခလေးတွေမှာစိတ်တန်ရာရှိနေရလားပျော်နေရလားအဲဘလို့ဖြစ်နေရလဲစိတ်တိတ်ကြိုက်နေရလား ဓာတ်တွေကိုမေးမြန်းတာမျိုးတွေမရှိတဲ့မိဘမျိုးတွေလည်းရှိတယ်ပေါ့နော်ဟိုမှာတွေ့ရအဲတချို့တွေအဲ့လိုမျိုးတွေတွေ့ရတာမျိုးတွေရှိတယ်အဲ့ဒါကြောင့်အခုလိုမျိုးလေးပြဿနာတွေဖြစ်လာရတဲ့အရင်းခံအားလေးအเจ้าကဆရာဆရာမတွေကြီးအပြစ်ကြီးပဲမဟုတ်ဘူးမိဘတွေနဲ့ကြတော့လက်ပွန်းတတိနေရတာရှိတယ်ပေါ့နော်တချို့မိဘတွေအဲ့လိုမျိုးသားသမီးကိုဂရုမစိုက်နိုင်တဲ့အခါမှာသားသမီးကအရွက်တိုက်ပြီးတော့လုံနေရည်လည်းရှိတယ်ရှင့်နော်ကိုယ့်ရဲ့မိဘမှုရဲ့ဂရုစိုက်မှုကိုမြင်ချင်တာနဲ့ပေါ့နော် ကိုရဲ့မိဘအဲသူ့ကိုအရေးပေးတာပေါ့ငါဒီလိုရန်ဖြစ်လိုက်တယ်ဆိုလို့ရှင်ရင်ငါမိဘငါ့ကိုယူဆိုင်มาပဲဆိုတဲ့အတွေးပေါ့နော်အဲငါရန်ဖြစ်တယ်ဆိုလို့ရှင်ငါ့ကိုအချိန်ပေးလာမယ်ငါ့ကိုအဲ့လိုဖြစ်လာမယ်ဆိုပြီးအဲ့လိုလှုပ်တဲ့လှုပ်ရမျိုးလေးတွေလည်းရှိတဲ့အတွက်ကြောင့်မလို့အဲចောင်းနေကိုကြည့်ပဲအပြစ်ဖွဲ့ရမယ်ဟောတာမဖြစ်စေချင်မိဘရင်နေနဲ့ပို့ပြီးတော့ပေါ့နော်တာသမီတွေကိုတင်းတင်းကြပ်ကြပ်ကလေးဆုံးမစေချင်နဲ့ပြီးတော့အဲဆုံးမလည်းပြီးတော့သူတို့ရဲ့ဖြစ်ချင်တာလေးတွေကိုလည်းမေးချင်မေးတင်တယ်ပေါ့နော်တာသမီတွေနဲ့တကယ်ချင်းပေါင်းပေါင်းဖို့ဖြစ်သွားပြီ